ခဲ့ဒီနေ့တော့ကျွန်တော်တို့ကဘာပေါ်မှာပဲရှိနေပေမဲ့၄မိနစ်နာဖြင့်ထက်တောင်ပိုပြီးထူးဆန်းအံ့ဩဖို့ကောင်းတဲ့နေရာတစ်ခုကြောင်းပြောကြအောင်အဲ့ဒါကတော့မာရီယနာ၆နဲ့ကြည်ပါပဲဒီနေရာဟာလုံးဝနီးပါးစူးစမ်းရှာဖွေခြင်းမပြုရသေးတဲ့နေရာတစ်ခုပါဆိုတော့ဒါကအမောင်ကချူတဲဘုခီးသွားတာတတ်တတ်မအောင်ပါဘူးလျှို့ဖွက်ချက်တည်းရဲ့နှိုင်းရာစီကိုသွားတဲ့ခီးစဉ်တစ်ခုလည်းဖြစ်ပါတယ် ျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးကိုအကုန်လုံးမြေပုံဆွဲပြီးတွားပြီးလို့ထင်နေကြတယ်မဟုတ်လားအမှန်တကယ်တော့အဲ့ဒီအတွေ့ကနည်းနည်းလွယ်နေပါတယ်ကျွန်တော်တို့ရဲ့အသိပညာကကန့်စပ်မှာပဲရပ်သွားတယ်လို့ပြောရမှာပါကမ္ဘာမျက်နှာဖြင့်ရဲ့80ရာခိုင်နှုန်းကိုဖုန်းလန်းထားတဲ့သမုဒ္ဒရာကြီးကတော့အကြီးမားဆုံးလျှော့ဝှချက်ကြီးတစ်ခုဖြစ်ရှိနေတုံးပါပဲအဲ့ဒီအတွေ့အခိုင်အမာဆုံးသက်တည်ကတော့မာရီယာနာချုံနဲ့ကြီးပါပဲကမ္ဘာရဲ့အစိပ်ပိုင်းအတော်များများဟာလှုပ်ဝှက်ဆန့်ကျင်နေတုံးဆိုတာကိုသူကသက်တည်ပြနေတာပေါ့ အဲ့ဒီအတွက်အခိုင်အမာဆုံးသက်တေကတော့မာရီယာနာ6နှစ်ကြီးပါပဲကဘာရဲ့အစိပ်ပိုင်းအတော်များများဟာလျှို့ဝှစမ်းကျင်နေတုံးဆိုတော့ကိုသူကသက်တေပြနေတာပေါ့ကျွန်တော်တို့မြင်နေရတဲ့ကဘာအမည်ပုံကြီးဟာတကယ်တော့ရေဆက်မာတင်ဆုံးသွားပါပဲရေအောင်ကဘာကိုပြတဲ့အခါမှာတော့အများစုကစိတ်ပြန်နှီးချခံမှန်းချက်တွေစိတ်ကူးပုံဖော်မှုတွေဖြစ်နေတာပဲကဲအပိုင်းတတီရှိပီတာကဘာရဲ့အလွန်ဟုတ်ပြီဘာဖြစ်လို့ပင်လေရည်နယ်ပိုင်းကိုကျွန်တော်တို့ဒီလောက်မှသိကြရတာလဲ အကြောင်းရင်းကတော့ရှင်းရှင်းလေးပါပဲတခုတည်းတော့အကြောင်းရင်းအဲ့ဒါကတော့ဖြေရပါပဲအစင်ထောင်းတီးရဒီကိန်းကဏ္ဍကဘလောက်တောင်ကြီးမားလဲဆိုတာစဉ်းစားကြည့်အောင်ချောင်းထဲကြီးရဲ့အောက်ချီမှာရှိတဲ့ဖြေအားဟာရေမြင့်လက်ပြင်ထက် အစင်1100ကျော်ပိုများပါတယ်ဒီဖြေအားကဘလောက်တောင်ပြင်းလဲဆိုရင်တမန်ီချောင်းကြီးရိုးတောင်စက်ခုတီးရလိုလိမ့်ချစ်ပင်နိုင်တဲ့ထိပဲအဲ့ဒီမှာတော့ကျွန်တော်တိထားတဲ့ဓာတ်ဥပေရနဲ့ဇီယောဘေတာနိယမာရီတောင်အထုံးဝင်တော့ပါဘူး အဟုတ်ပြီအပိုင်းနဲ့ခြောက်နှံ့ကြီးရဲ့အထံများယင်းအပိုင်းဆိုတော့လုံးဝတိတ်ဆိတ်နေမယ်လို့ထင်စရာပဲနော်ဒါပေမဲ့အဲ့ဒါကလုံးဝမားရွေးနေတဲ့ဒဏ္ဍာရီတစ်ခုပါပဲတကယ်တော့မယ်ရီယာနာခြောက်နှံ့ကြီးဟာကဘာကြုတ်တစ်ခုလုံးရဲ့ပဲ့တင်တန်းဒီလာဆူတဲ့နေရာကြီးတစ်ခုလို့ဖြစ်နေပါတယ်ဒီခြောက်နှံ့ကြီးထဲမှာဘလို့အတန်တွေကြားရလဲဆိုတော့ကြောက်လွှာချက်ကြီးတဲ့ညီးသွားတန်တွေကဘာတချမ်းကငလင်းလှုပ်တဲ့အတန်တွေအဝေးကြီးကဖြတ်သွားတဲ့သင်မောကြီးရဲ့ပန်ကားလေတန်တွေ နောက်ပြီးတမှုထီယာဟိုးတစ်ဖက်ကဝီလင်ငားတွေတချင်းစွန့်နေတဲ့အတန်းတွေအထိကြားပါတယ်။ဒါကဘာလို့လဲဆိုတော့ပင်လင်နဲ့အတန်းလမ်းကြောင်းဆိုရယ်အန်ဝဆက်ဖက်စင်တစ်ခုချောင်းပါ။အပူချင်းနဲ့ဖီးယားကြောင့်အတန်းလမ်းတွေပိမိသွားလေ။စွန့်ရင်မဆုံးရှုံးမဲမိုင်းထောင်ချီခီးထောင်းနေတဲ့အလွာတစ်ခုဖြစ်ပေါ်နေတာပေါ့။ဒါကြောင့်အဝေးကြီးကအတန်းတွေကိုတောင်ကြီးကြီးလင်းလင်းကြားနေရတာပါ။ဒါပေမဲ့အဲ့ဒီအတန်းတွေထဲမှာထူးဆန်းပြီးဘာမှမသိတဲ့အတန်းတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့အနောက် Pacific ဇီဝတောင်တန်လို့နာမည်ပေးထားတဲ့အတန်ပဲ။နှဆိုင်တဲ့ငီးတန်နဲ့စပြီးတော့မြင့်တက်သွားတဲ့တက်တူတန်လို့တောင်ဆိုတဲ့အတန်နဲ့ဆုံးသွားတယ်။ဒီအတန်ကို2000လင်းနဲ့2000မှာမှမတန်တင်နိုင်ခဲ့တာပါ။ဒါကဝေလင်ွားအတန်လည်းမဟုတ်ဘူး၊ငလျင်လုတ်ကျအတန်လည်းမဟုတ်ဘူး။ရှုပ်ထွေးပြီးထခါတလဲလဲမီးနေတော့တဆုံတယောက်ကအချက်ပြနေသလိုပဲ။ဘေကလာတယ်ဆိုတော့ဒီနေ့အထိလျော့ချက်ဖြစ်နေတော့မှာ။ဆိုတော့ အဲ့ဒီလိုရင်းနှီးပိုင်းမှာဘီရုသတ္တဝါကြီးတွေရောရှိနေမလားမဂလိုဒွန်လိုငါးမန်းကြီးတွေပုံနေတယ်ဆိုတဲ့ဒဏ္ဍာရီတွေကတော့အများကြီးပဲပေါ့ဒါမဲ့အဖြစ်မှန်ကတော့အဲ့ဒီစိတ်ကူးရင်ဇလန်းတွေထက်ပိုပြီးထူးဆန်းနေတာပါပဲအဲ့လာကတော့ဘင်လန်နဲ့ပိုင်းအီယာမတက်ရှိဖြစ်စင်ဆိုတာပါပဲရင်းနှီးပိုင်းမှာအစာရှာပါတော့မဂလိုဒွန်လိုသွေးနွေးသားရဲ့ဤတကောင်ကအစာငက်ပြီးတည်သွားမှာပါတကယ်တမ်းမှာတော့ရေမျက်နှာပြင်ကတက်တော်ဝငယ်လေးတွေဟာရင်းနှီးပိုင်းကိုရောက်တဲ့အခါနှီးကွေးပြီးပုံမှန်ထက်အများကြီးပူကြီးမားတဲ့ပုံစံကိုပြောင်းလဲသွားကြတာပါ ဆိုတော့အရာမတတ်တော်ရီတော့ရှိတယ်ဒါမဲ့ကျွန်တော်တို့ထင်ထားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့ကဲအပိုင်းတော့ဖီးယားပြင်းထန်မိုးကြားမှာတက်ရှိများဒီလိုထူးဆန်းသောဆရာကောင်းတဲ့ကဘာကြီးကိုကိုတန်ကိုကြမြင့်မြင့်တွေ့ဖို့စဉ်သက်ချေကြတဲ့လူသားတွေရဲ့ဇလန်းကိုဆက်ပြောကြရအောင်သမိုင်းတခြားလူမလူသားတွေဟာကမ္ဘာအနှစ်ရှိန်းဆုံးနေရာကိုနှစ်ကြေးမရောက်ဖူးပါသေးတယ်။ပထမတစ်ခေါက်က1960မှာ Jacques Picard နဲ့ Don Washdrew Trieste ရင်ငုတ်တင်ပေါ်နဲ့ဆင်းသက်ခဲ့တာပါ။ နောက်တစ်ခါကျတော့နေပေါင်း90ကျော်ဆောင်ခဲ့ရတယ်။နှစ်ခေါင်းစနစ်မှာရုရှင်ဒါရိုက်တာ James Cameron ကတကူတော်ဆင့်သက်ခဲ့တာပေါ့။ဒီ keys နှစ်ခုလုံးဟာလူသားတွေရဲ့ engineer ပညာနဲ့တက်တီကိုအဆုံးဆုံးတွေဆန့်သက်ခဲ့တဲ့စွန်စားခန်းကြီးတွေပါပဲ။ကျွန်တော်စိတ်ခုနစ်စိတ်ခုနစ်က Trieste အဖွဲ့ရဲ့အစီအစဉ်ခန်းစာမှာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ပါလာခဲ့တယ်။သူတို့ကတတဝါတကောင်ကိုတွေ့ခဲ့တယ်တဲ့။ငါးဖြားတကောင်လိုပုံစံမျိုးမျက်လုံးတွေလည်းပါတယ်။ သူတို့ရဲ့မီးရောင်ကိုကြည့်ပြီးတော့မှဖြည်းဖြည်းချင်းကိုးခတ်ထွက်သွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီကိစ္စကအငင်ပွားစရာဖြစ်ခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီလိုအ нэт မှာဒီလိုကြော်ရွံ့ရှိတတဝါမျိုးရှင်တန်နိုင်ပါမလားဆိုပြီးတန်တရားတွေရှိခဲ့လို့ပါပဲ။အဲ့ဒီနောက်ပိုင်းမှာလည်းအဲ့ဒီလိုတတဝါမျိုးကိုဘယ်သူမှပြန်မတွေ့ခဲ့ရတော့ပါဘူး။ဒီဇုံကိုဟေ့တဲ့ဇုံလို့ခေါ်ပါတယ်။မီတာ6000အောက်ကသမုဒ္ဒရာရဲ့အနက်ဆိုင်ဆုံးနေတာပေါ့။ဂရိမြောက်ကပ္ပရဲ့နဖျားဟေ့တဲ့စကိုအဆွတ်ပြုတ်ပြီးခေါ်ထားတာပါ။ ဒီနေရာကဖိယကဘလောက်တောင်ပြင်ထန်လဲဆိုရင်တက်ရှိတဲ့ရဲ့အခြေခံအကြုံတိဆောက်ပုံဖြစ်တဲ့ protein တွေနဲ့ cell မျိုးတွေကို direct တိုက်ခိုက်ဖက်စီးပြနေတာပါလေ။ဒါကြောင့်တချင်ရဲ့ဒီနေရာကိုတက်ရှိလုံးဝမရှိနိုင်တဲ့နေရာလို့တော့ယူဆခဲ့ကြတာပါ။ဒါပေမဲ့ဒီလိုပြင်ထန်တဲ့နေရာမှာတော့ဖိယံတပါရှိနေပါတယ်။အဲ့ဒါကတော့ Mariana Crew ငါပါပဲ။သူကတစ်စစ်တကောင်လို့ဖောက်ထွက်မြင်နေရပြီးအခြေခွာလည်းမရှိပါဘူး။အယိုးစုကလည်းပြိုပြောင်းတဲ့အယိုးနူတွေနဲ့ပဲဖွဲ့စည်းထားတာ။သူကဖိအားကိုတွန်းလှန်မနေတော့ဘူး။ဖိအားနဲ့ပေါင်းစည်းလိုက်တယ်။ ပီဇိုလိုက်ဆိုတဲ့မော်လီကျူလေးတွေကိုတုံးပြီးသူ့ရဲ့ဆဲလ်ကိုအတုတကွာစူးစီးထားတာပါ တကယ်လို့ဒါသူ့ကိုရေမျက်နှာပြင်ပေါ်ယူလာခဲ့မဲ့ဆိုရင်ဂျယ်လီရဲ့တစ်ခွက်လိုအရေးပြသွားမှာပါဒီလိုထူးဆန်းတဲ့တက်ရှိတွေကမေးခွန်းကြီးတစ်ခုကိုမွေးထုတ်လိုက်ပါတယ်တက်ရှိတွေကဘယ်ကနေစတင်ခဲ့တာလဲ theory အဟောင်းအရာတော့နေအောင်ကြည်ရတဲ့ရေဒင်ကန်လေးတစ်ခုကနေငင်းချင်းသာသာစတင်ခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့ theory အစ်စ်ကတော့လုံးဝကိုစန့်ကျင်ဘက်ပါပဲတက်ရှိဆိုတာအမောင်တူးတယ်မှာ Black Smokers လို့ခေါ်တဲ့အပူချိန်မြင်မာတဲ့ရေပူစမ်းပေါက်တွေရဲ့ဓာတုမိဖို့ကြီးတွေထဲမှာပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာခဲ့တာလို့ဆိုပါရယ်ဒီရေပူစမ်းပေါက်တွေကတက်ရှိဖြစ်တည်ဖို့လိုအပ်တဲ့အရာအလုံးကို ပေးစွမ်းနိုင်လို့ပါပဲကဲအပိုင်လီရင်းတစ်ပိုင်းမှာကျွန်တို့ဤအရေးဒီလောက်လမ်းဝဲတဲ့ကဘာကြီးဖြစ်ပေမဲ့လူသားတွေရဲ့လက်ချက်ကနေမလုခင်းခဲ့ပါဘူးအခုတော့စိတ်မကောင်းစရာကောင်းတဲ့အပိုင်ကိုရောက်လာပါပြီ James Cameron ကသူ့ရဲ့တကိုယ်တော်ခီးစဉ်မှာခန်းစားခဲ့ရတာကိုဒီလိုဖော်ပြခဲ့ပါတယ်။တရှိနေတဲ့ဆိုတဲ့ခန်းစားမှုကိုနဲ့မဆိုင်တဲ့နေရာကခုရဲ့နှစ်ဆိုင်ပြီးတိတ်ဆိတ်တဲ့အလေးချိန်အိဆက်မုံမိုက်ပြီးရှိကြတဲ့သာဝရကာလတွေကနှွေးထွေးမှုနဲ့အလင်းရောင်ဆက်တယ်။အဲ့ဒီအချိန်မှာသူကကဘာပေါ်မှာအထူးကြံဆုံးလူသားတယောက်ပါပဲ။အဲ့ဒီလိုအထူးကြံဆန်းမှုအလဲမှာပဲသူရင်းနှီးနေတဲ့အရာတခုကိုတွေးလိုက်ရတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့တစ်ရှည်ပါပဲ။ plastic အိတ်တလုံး ဟုတ်ပါတယ်။ကဘာပေါ်မှာအရောက်အပေါက်အနည်းဆုံးအခက်ခဲဆုံးနေရာရဲ့အကြမ်းပင်ပေါ်မှာပလတ်စတစ်အိတ်တလုံးကိုတွေ့ခဲ့ရတာပါ။ကျွန်တော်ရဲ့အင်ဂျင်နီယာပညာစွမ်းကုန်ထုံးပြီးမှရောင်းနေတဲ့နေရာကိုကျွန်တော်ရဲ့အမိုက်ကအရင်ရောင်းနေနေခဲ့ပါတယ်။ဒါရင်မဲ့လားဆိုတော့မဟုတ်သေးပါဘူး။ဒီချောင်းနဲ့ကြီးဟာလူသားတွေရဲ့လျှော့ဝှက်အမိုက်ပုံကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။စီအိတ်ခေတ်တုန်းကဆိုရင်မအောင်မြင်တဲ့သူလူလေးရင်တွေပြိုင်မဲ့နိုင်ငံတွေရဲ့ဤပညာတွေကိုဒီဆက်မှာစွန့်ပစ်ခဲ့တယ်လို့သီအိုရီတွေရှိပါတယ်။ ဆဲဆုနဲ့တည်းချီပြီးနျူကလ িয়ার စွန့်ပစ်ပစ်စီရပါတဲ့တန်စီတွေကိုပင်လယ်နဲ့တည်းပစ်ချခဲ့ကြတယ်။နောက်ပြီးဆက်မှုလုံငန်းကထွက်တဲ့အစိတ်တဲ့ဓာတုပစ္စည်းတန်ပေါ်များစွာကိုလည်းသမုဒ္ဒရာလည်းစွန့်ပစ်ခဲ့ကြတာပါ။အခုဆိုရင်အန်ဒီရဲ့အစ်တတခုကကကားလာခေါနေပါပြီ။အဲဒါကတော့ပင်လယ်နဲ့တတုတူဖော်ရေးပါပဲ။ အေယာမဆက်ရုပ်ကြီးတွေကိုဘေလဲချမ်းပြောင်းဝါချလိုက်မယ်။သူတို့ကတက်စီတီပြည့်နေနေတဲ့ရေဘူးစမ်းပေါက်တွေပေါ်ဆင်တက်မယ်။ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းတွေကွန်ပျူတာတွေအဲ့တော်လောအပ်တဲ့ရှားပါတတုတွေကိုထုတ်ယူဖို့အဲ့ဒီရေဘူးစမ်းပေါက်တစ်ခုလုံးကိုချိတ်ချေးပြမှာပါ။ဒီလိုရက်ကအဲ့ဒီနေရာကဂေဟာစနစ်တစ်ခုလုံးကို လုံးဝဖျက်ဆီးပြမှာဖြစ်ပြီးပတ်ဝန်းကျင်ကလေးဆူဆူရွရွညဉ့်ညမ်းစင်မှာပါ။ကဲနောက်ဆုံးပိုင်းမှာကဘာမေကြီးနောက်ဆုံးနန်နီမိတ်၆နှစ်ကြီးဟာပထူးရင်အရာနေရာတစ်ခုတတ်တတ်မဟုတ်တော့ပါဘူး။ ူကတိပညာနဲ့လူသားမျိုးနွယ်တလုံးအတွက်အရေးကြီးတဲ့သင်္ကေတတစ်ခုလည်းဖြစ်နေပါလေ။ဘာကြောင့်လဲဆိုတော့မာရီယာနာချောင်းနဲ့ကြီးကိုလေလာတာဟာကျွန်တော်တို့နေဖွဲ့စည်းတဲ့ကတခြားနေရာတွေမှာအသက်ရှိရှာဖွေတာနဲ့တိုက်ရိုက်ဆက်ဆံနေလို့ပါပဲ။ Jupiter ရဲ့လ Europa နဲ့စိတ်တရဲ့လ Ancestors တို့ကိုကြည့်လိုက်ပါ။သူတို့မှလည်းမောင်မိုက်ပြီးဖီအာမြင့်မားတဲ့ရည်ထူးသူမှုဒရာတွေရှိရဲ။ဘူမိအပူဆွမ်းရင်ကြောင့်အပူပဲခံထားရတာ။မာရီယာနာချောင်းနဲ့ကြီးမှာဓာတ်ထူးဆွမ်းရင်ကိုမိခိုးတဲ့တက်ရှိတွေရှိနေရဆိုရင် အဲ့ဒီလာတဲ့ပေါ်မှာလဲတက်ရှိရှိနေကြီးအရန်များတော့ပြီပေါ့အာဂတာတကတက်ရှိကိုရှာခြင်းရင်အရင်ဆုံးကုတ်ကပိုင်းအနှဆောင်စုနေရာကိုလစ်လာအောင်ပါဒါရမဲ့ဒီလိုနေရာတွေကိုစူးစမ်းဖို့လူသားတွေကိုယ်တိုင်သွားစရာမလိုတော့ပါဘူးစူးစမ်းရှာဖွေရရဲ့အနာဂတ်ဟာလူသားတွေအတွက်မဟုတ်တော့ဘူးအဲ့ဒီအစားချုံနှစ်ကြီးတက်ကတက်ရှိတွေကိုအတူယူပြီးတီထွင်ထားရဲ့ကိုထံပြော့ဆက်ရုပ်လေးတွေအုပ်စုလိုက်သွားရမယ့်ခစ်ဖြစ်လာပါလိမ့်မယ် ဒီစေယုတ်ဒီဟာကိုပိုင်းညာရည်သူနဲ့အလုတ်လုတ်ပြီးအချင်းချင်းဆက်သွဲကရေနပ်ပိုင်းကိုမြေပုံအဖြစ်အဆုံထုတ်ပြနေမှာပါ။ဒါဆိုရင်ကျွန်တော်တို့ကအရာအလိုကိုအဖြစ်ရှာတင်သလား။ဒီစကားကအတော်လေးစဉ်းစားစရာကောင်းပါပဲ။ UHM မရှိတော့တဲ့ကဘာဟာပိုပြီးတင်းခဲ့တဲ့ကဘာတစ်ခုဖြစ်သွားလိမ့်မယ်။တကယ်စူးစမ်းခြင်းစိတ်မရှိတော့တဲ့ကဘာတစ်ခုဖြစ်သွားမှာပါပဲ။ချုံနဲ့ကြီးရဲ့တကယ်တန်ဖိုးစစ်မှန်ကသူတွေကတတူတွေမဟုတ်တော့ဘူး။သူကလူရဲ့စံကျင်မှုရဲ့နောက်ဆုံးခံတဲ့ကြီးတစ်ခုဖြစ်နေခြင်းတာဖြစ်နေပါတယ်။ ဒါကြောင့်ဒီနေ့ကနောက်ဆုံးမိခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်။အရာလုံးအတွက်အဖြေကိုတောင်းဆိုနေတဲ့ဒီကဘာကြီးမှာနောက်ဆုံးနေရာတစ်ခုကိုတော့လျှို့ဝှက်ချက်အနေနဲ့ပဲထားခဲ့ခြင်းရဲ့တန်ဖိုးကဘာဖြစ်မလဲ။ ဒါကြောင့်ဒီနေ့အတွက်နောက်ဆုံးမိဟုံးတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်။အရာတို့အတွက်အဖြစ်ကိုတောင်းဆိုနေတဲ့ဒီကပကြီးမှာနောက်ဆုံးနေရာတစ်ခုကိုတော့လှုပ်ဝှက်ချက်အနည်းနဲ့ပဲထားခဲ့ခြင်းရဲ့တန်ဖိုးကပါဖြစ်မလား။ မာရီယာနာ6နှစ်ကြည်တာကျွန်တော်တို့ကိုတင်ပြနေတဲ့သင်ခန်းစာကတော့မတိသေးတဲ့ຢာတွေရှိနေသေးတယ်ဆိုတာရှုံနေမှုမဟုတ်ပဲကျွန်တော်တို့ရဲ့စူးစမ်းခြင်းစိတ်ကိုဆက်လက်ရှင်သန်စေမယ်မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်နိုင်တယ်ဆိုတာပါပဲ။